။အားလုံးပဲမင်္ဂလာပါ။ရုပ်စီသတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်ကြပါ။ဒီကနေ့ April 29ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမှာပါ။ဒီနေ့ရလစီရမယ့်တရေတွေကတော့ချင်းပြည်ကစားမြို့နယ်ဝေပူလာမြို့ကိုအကြံပေးစစ်ကောင်စီကလေကြောင်းပုတ်ကျတဲ့ခံမှုကြောင့်ဖျားเจ้าအပါဝင်လူနေအိမ်ဆက်အားလုံးပျက်စီးခဲ့ရပြီးပြည်သူ၆ဦးတိုင်ရန်ရရှိခဲ့တယ်လို့သိရပါတယ်။ စကိုင်းတိုင်းကလေးတောင်ပိုင်းကျန်တာချေးရွာတိုက်ပွဲမှာစစ်ကူလာတဲ့စစ်ကောင်စီရဲ့စစ်တုံးရဟတ်ကြီးတစ်စီးကိုဒေါ်လာရဲ့ပူပေါင်းတပ်ဖွဲ့တွေကပိတ်ခတ်ခဲ့လို့အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းချမ်းမန်54ဒေါ်လာဆက်စုကြီးရဲ့အမွေဆိုင်နေအင်ကိုကျပ်ငွေ290ဘီလီယံနဲ့၄ချိန်မြောက်လေလံတင်ရောင်းချခဲ့ပေမယ့်ဝေယူသူမရှိခဲ့လို့လေလံပွဲမှာအောင်မြင်ခဲ့တဲ့သတင်းတွေနဲ့တူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်ဖလားမြို့နယ်ဝေဘူးလာမြို့ကိုအကြက်ဖက်စစ်ကောင်စီကလေကြောင်းပုံကျတိုက်ခိုက်မှုကြောင့်ဖျားကျောင်းအပောင်ဝဲလူနဲ့အိမ်ဆောင်အားလုံးပျက်စီးခဲ့ရပြီးပြည်သူ၆ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့ဝေဘူးလာမြို့ကိုစစ်ကောင်စီကဖြစ်ဖြစ်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဧပြီလ28ရက်ည8နာရီခွဲဝန်းကျင်မှာလေကြောင်းကနေဖက်ကျင်းပုံကျတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ ဘုံကျတိုက်ခိုက်မှုကြောင့်အယက်သားတေဆုံးမှုရှိခဲ့ပေမဲ့6ရောက်တန်ရရှိခဲ့ပြီးမြချင်းဖရာကြောင့်အပါဝင်လူနေအိမ်15လုံးပျက်စီးခဲ့တယ်လို့သိရပါတယ်။ကလေးတောင်ပိုင်းဒေသမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြားတကြော့ပြန်တိုက်ပွဲကြီးထားလာတာကြောင့်အနည်းနောက်မှရှိတဲ့ခြေရွာတွေကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။စစ်ကောင်စီကဧပြီလ25ရက်နေ့ကနေ28ရက်အထိကလေးတောင်ပိုင်းဒေသကနှစ်ချောင်းနှစ်မြောင်းတန်ဖိုးကျော်အောင်ချမ်းတောင်နဲ့ ဟန်တိုးရွာတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပြီးအရတား၄ဦးသေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။စကိုင်းတိုင်းကလေးတောင်ပိုင်းကျန်းစာကြီးရွာတိုက်ပွဲမှာစစ်ကူလာတဲ့စစ်ကောင်စီရဲ့စစ်တုံးရဟတ်ရင်တစီကိုတော်လာရေးပူပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်ခဲ့လို့အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ်။တော်လာရေးပူပေါင်းတပ်ဖွဲ့တွေတိုက်ပိုက်ထားတဲ့ကလေးကံကိုအစကကျန်းစာကြီးရွာကိုစစ်ကောင်စီတပ်ဖွဲ့ကအင်အား300ဝန်းကျင်နဲ့တံပြန်ထိုးစစ်ဆင်လာခဲ့တာကြောင့် ဧပြီလ25ရက်ကနေ28ရက်နေ့ထိတကြောပြန်တက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဟန်တာဝတီကျေးရွာဘက်ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့ထူးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုချင်းမျိုးသားတပ်မတော် CNA CDF KKG ပါဝင်တော်လာရေးပူးပေါင်းတပ်ဖွဲ့တွေကတက်ခတ်ခဲ့ရမှာစစ်ကောင်စီက MI-35 စစ်ရဟတ်ယာဉ်အပါအဝင် Jet Fighter Y-12 drone တွေနဲ့လေကြောင်းကနေပစ်ကူခဲ့တာဖြစ်ပါတယ်။ ဧပြီလ29ရက်နေ့ကဖြစ်ပေါ်တဲ့တက်ခွေမာလီကျောင်းကနေစစ်ကူလာတဲ့ MI35 စစ်ရဟတ်ရေးကိုတွန်းလှန်ရေးတပ်ဖွဲ့တွေကပိတ်ခတ်ခဲ့ပြီးထိမှန်ခဲ့တာကြောင့်အရေးပေါ်ဆင့်တက်ခဲ့ရတယ်လို့ CNN ပြောရေးဆိုခွင့်ရှိသူဇလိုင်းထန်နေကပြောပါတယ်။ဧပြီလ25ရက်ကနေ28ရက်နေ့ထိဖြစ်ပွားခဲ့တဲ့ကြံသာရွာတက်ကွေးမှာစစ်ကောင်စီတပ်ဖွဲ့ဘက်ကနေဆေးဝန်းကျင်တည်ဆုံပြီးတရားရရှိသူတွေလည်းအများပြားရှိခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်လည်းရှစ်လက်ကိုလည်းတင်းစီရမိခဲ့တယ်လို့သိရပါတယ်။ ကလေးကံကိုလမ်းမပေါ်မှာတည်ရှိတဲ့စစ်ကောင်စီအထိုင်စခန်းကိုပြီးခဲ့တဲ့ February လကစားလို့ CTF KKG Major Operation အမည်နဲ့ထူးဆန်းတိုက်ခိုက်ခဲ့ရမှာကမ္ဘာနီမန်တောအောင်တရာအရှိအနောက်ပြစောကြီးသူမှုတဲ့ကြံစာရွာလူကိုဒေါ်လာရေးပူပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့သူ့ရဲ့လက်ကမ်းတို့ပြစောကြီးတပ်ဖွဲ့တွေဟာဟန်တာဝတီကျေးရွာဘက်ကိုဆုတ်ခွာထွက်ပြေးသွားကြပြီးနောက်သူတို့ဆုံရှုံခဲ့တဲ့စခန်းကိုပြန်လည်သိမ်းပိုက်ဖို့ တံပြန်ထုစစ်ဆင်မှုတွေပြုလုပ်လာတာဖြစ်ပါတယ်။မလေးရှားနိုင်ငံဖီရက်ပြည်နယ်မန်ဂျုံဒေတာစစ်ချာဝမ်မြို့မှာရှိတဲ့မလေးရှားလောက်သူခရစ်စတန်ဖဲလရှစ်ရဲ့ဒုက္ခသည်ကြောင်းလောက်သူရီဖျူဂျီလာနေဆိုင်ဟာကိုလုံခြုံရေးပြဿနာကြောင့်လေးလာကြာပိတ်ပင်ထားခဲ့ပြီးနောက်ဒီကနေ့ဧပြီလ29ရက်နေ့မှာပြန်လည်ဖွင့်လှစ်လိုက်ပြီလို့သိရပါတယ်။မလေးရှားလောက်သူခရစ်စတန်ဖဲလရှစ်ဒုက္ခသည်ကြောင်းနဲ့ ဖခင်ကျောင်းခွေမန်ကျုံလောက်သူခရစ်စတန်ဖဲလိုရှစ်တို့ကိုမလေးရှားရဲ့တပ်ဖွဲ့တွေကမကြာခဏဝင်ရောက်ဆုံဆန်းစစ်ဆေးမှုတွေကြောင့်လူချုံရေးအရာကလေးငယ်တွေတက်ရောက်တဲ့အကြောင်းကိုလေးလာကြောင့်ရက်တက်ပိတ်ပြီးခေရတာဖြစ်တယ်လို့သိရပါတယ် UNHCR ပါဝင်ပြည်တွင်းနိုင်ငံသားခရီးအသင်းတော် Pioneer Chinese Methodist Church CAC Sidarjatkor NGO တို့ရဲ့အကူအညီတွေနဲ့လိုအပ်သောလူချုံရေးပြဿနာတို့ကိုဖြေရှင်းခဲ့ပြီးနောက်ယနေ့ဧပြီလ29ရက်နေ့မှာ ဖွင့်လှစ်နိုင်ခဲ့တာဖြစ်တယ်လို့ Alliance of Chin Refugee ACR ကထုတ်ပြန်ပါတယ်။ချင်းတို့ကတင်ကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်အဖက်ဘက်ကနေကူညီပေးခဲ့ကြတဲ့အသင်းတော် NGO အဖွဲ့အစည်းများနဲ့ UNHCR အဖွဲ့အစည်းအားလုံးကိုကျေးဇူးတင်ရှိကြောင်း ACR ကထုတ်ပြန်ထားပါတယ်။ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းမှာချက်အမှတ်54အတွာဆန်းစုကြည်ရဲ့အဝေးဆိုင်ရာနေအိမ်ကိုကျပ်ငွေ190ဘီလီယံနဲ့ဧပြီလ29ရက်ဒီကနေ့မနက် ပိုင်းမှာလေးချိန်မြောက်လေးလံတင်ရောက်ချခဲ့ပေမဲ့ဝေယူသူမရှိခဲ့လို့လေးလံပွေးမအောင်မိခဲ့ဘူးလို့သိရပါတယ်။ပဟန်းမြို့နယ်တက္ကသိုလ်ရဲ့တာလမ်းမှာပေါ်ချမ်းမှ54ရှိမှာပြုတ်လုခဲ့တဲ့လေးလံတင်ရောက်ချမှုမှာလေးလံဆွေးဝေယူခဲ့တဲ့သူတရားမှမရှိခဲ့ဘူးလို့ဆိုပါတယ်။ပူချောင်းဆန်းရဲ့ဇနီးဖြစ်သူဒုခင်ကြီးအမေပေါင်းနဲ့ချမ်းမှ54ဟာ ဧရိယာ1.923ဧကကျေဝန်ပြီးအာနာရှင်စစ်အစိုးရအဆက်ဆက်ကဒေါ်ဆောင်စုကြည်ကို20ကျော်အကြေချုပ်ထားရှိခဲ့တဲ့နေရာဖြစ်ပါတယ်။ဒေါ်ဆောင်စုကြည်ရဲ့အပေါ်ဖြစ်သူဦးအောင်ဆန်းကဒေသတင်ရောက်ချခဲ့ပြီးခွေးဝေဖို့ရှောက်ထားမှုကိုစစ်အာဏာသိမ်းအပြီးပြည်တော်စုတရားလွှတ်တော်ချုပ်ကအနိုင်ပေးခဲ့ပြီးနောက်ဒေသတင်ရောက်ချမှုတွေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒီ channel နဲ့ရင်ကို2024ခုနှစ်မှာ20ရက်ကကြက် 315ပြည်ရန်နဲ့ပထမအကြိမ်ဩဂုတ်လ15ရက်မှာချက်ပြည်ရန်300နဲ့ဒုတိယအကြိမ်2025ခုနှစ်ဖေဖော်ဝါရီလ5ရက်မှာချက်298ပြည်ရန်နဲ့တတိယအကြိမ်လေးလံတင်အောင်ချခဲ့ပေမဲ့ဝေယူသူတယောက်မှမရှိပါဘူး အမျိုးသားညွရဲ့အဆိုအရ NUG ကတော့အမျိုးသားအစဉ်ရင်းကျေးမှုအဝေးနှစ်အဖြစ်2022ခုနှစ်ကတက်မှတ်ကျင်းရခဲ့ပြီးမိသူအဆိုပိုင်ဆိုင်ရန်ကြိုးစားခြင်း၊ရောင်းချခြင်း၊ဖြစ်စီခြင်း၊ပုံစံပြောင်းခြင်းအခြားနည်းအသုံးချခြင်းများပြုလုပ်ပါကအရေးယူမယ်လို့ပြောဆိုထားပါတယ်။ ငလင်ပေးကြုံနေရတဲ့ကာလမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူပေါင်း242ဦးသေဆုံးခဲ့တယ်လို့အမျိုးသားညရဲ့အဆိုအရ UNG ကဧပြီလ28ရက်မှာထုတ်ပြန်ပါတယ်။ငလင်လောက်ခတ်ခဲ့တဲ့မလ28ရက်ကနေဧပြီလ25ရက်အထိလေကြောင်းတိုက်ခိုက်မှု225ကြိမ်ရှိခဲ့ပြီးသေဆုံးသူတွေထဲကအသက်18နှစ်အောက်ကလေးငယ်29ဦးပါဝင်တယ်လို့ဆိုပါတယ်။ ဒီပြင်ကလေးငယ်33ကိုပါဝင်လူပေါင်း390တူဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တိစုံထိခိုက်မှုအများဆုံးကစကိုင်းတိုင်းနဲ့မန္တလေးတိုင်းဖြစ်ပါတယ်။စကိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု52ကြိမ်ဖြစ်ပွားခဲ့ပြီးလူ80တိစုံက125တန်ရာရရှိခဲ့ပါတယ်။မန္တလေးတိုင်းမှာတော့လေကြောင်းတိုက်ခိုက်မှု48ကြိမ်ဖြစ်ပွားခဲ့ပြီး59ဦးတိစုံခေက69ဦးတန်ရာရရှိခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေဟာကချင်၊ကယား၊ကရင်ချင်း မွန်ရခိုင်ရှမ်းစတဲ့ပြည်နယ်တွေဖြစ်ရင်စကိုင်းတိုင်းမန္တလေးတိုင်းပဲခူးတိုင်းပဲခူးတိုင်းတနိဒာရီတိုင်းအေယောင်ကြီးတိုင်းတွေမှာလည်းဖြစ်ပွားခဲ့တယ်လို့အယူကြီးကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာနိုင်ငံပင်ပြန်လည်ထူထောင်ရေးအတွက်ဧပြီလကိုအထိအပိတ်ခတ်ရစေမယ်လို့ကြေညာထားပေမဲ့ဒီကြောင့်တိုက်ခိုက်မှုစစ်ကြောင်းထိုးတာတွေဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။ အမေရိကန်အစိုးရကအတည်ပြုပြဋ္ဌာန်းပြီးဖြစ်တဲ့မြန်မာပြည်ဆိုင်ရာဥပဒေ Burma Act ကိုအစိုးတနင်အသက်သွင်းပြီးမြန်မာပြည်သူတွေကိုအကူအညီပေးနိုင်ဖို့အမေရိကန်လွှတ်တော်အမတ်ကသမ္မတဒေါ်နယ်ထရန့်အစိုးရကိုတွန်းအားပေးနေပါတယ်။ Burma Research Institute ကစီစဉ်တဲ့ American စီးနှိပ်အမတ်တွေနဲ့ခရီးယန်ဘာသာရေးခေါင်းဆောင်တွေရဲ့မြန်မာအရေးပေါ်အမြင်သဘောထားပေါင်းသက်ရှင်တွေကိုဒေတာဆန်လို့ချင်း April 28ရက်မိုးလဲပိုင်းကအမေရိကန်လွတ်တော်နိုင်ငံတကာရေးရာကော်မတီစည်းဝေးခန်းမှမှာပြုလုပ်ခဲ့ကြပါတယ်။စစ်ကောင်စီကငလျင်လှုပ်ပြီးချိန်မှတောင်လေကြောင်းတက်ခဲမှုတွေမရက်ပဲထူးဆစ်စင်နေတာဘာသာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားတက်ခဲတာဆားတဲ့အကြောင်းအရာတွေနဲ့ပသက်ပြီးအမေရိကန်လွတ်တော်အမတ်တွေကသူတို့ရဲ့အစိုးရကိုတွန်းအားပေးဆောင်ရွက်နေတာတွေကိုရှင်းလင်းပြောဆိုခဲ့ကြပါတယ်။ အခမ်းအနားကိုအမျိုးသားညူရေးဆိုရအယူကြီးယာယီတမတာဒူဝလာရှိလာကအွန်လိုင်းကနေတစင်ပါဝင်ခဲ့ပြီးပြည်တော်စုထွတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌဦးအောင်ချင်းညောဘာမာ Research Institute ဥက္ကဋ္ဌဇုံသုံးမုံတို့လည်းပါဝင်တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။အမေရိကန်အစိုးရအနေနဲ့ငန်တင်တန်အကြီးကြီးခန်းဆန်းနေရတဲ့မြန်မာပြည်သူတွေကိုရုပ်ကုထပ်ပူပြီးထောက်ပံ့ပေးဖို့နဲ့ငန်တင်ပေးတန်ခံနေရတဲ့အချိန်မှာစစ်ကောင်စီကအရက်သားပြည်သူတွေနဲ့ ဘာသာရေးအဆောက်အုံတွေပုံကျတိုက်ခိုက်တာတွေကိုရပ်တန့်ဖို့ဆိုတဲ့အချက်တွေကိုအဓိကထားရှင်းလင်းသွားတယ်လို့သိရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။